MSB The winner takes it all The loser standing small သူ့ဘေပြောတမိပြိုင်ကောင်းမလားမသိဘူးသူ့ဘေကသူ့ဘေကပြောတယ်ဟဲ့တဲ့ဘာလို့ပြိုင်မလဲတဲ့မပိုင်ရှက်စရာကြီးတယ်အဲ့လိုအဲ့လိုအမေကိုလည်းသူပြောတယ်တမိသွားပြိုင်ကောင်းမလဲဆိုတော့ ဖဲလို့မပြိုင်ပါနဲ့တမီးရဲ့လို့တမီးရဲ့လို့တမီးလူတိုင်းသိနေပြီလို့တမီးဘတ်စကင်ကလည်းတော်တော်လက်ခံနေပြီနာမည်ရနေပြီအွန်လိုင်းမှာလည်းအရန်ပေါက်နေပြီလို့တမီးဟိုဟဖြစ်တယ်လို့သွားပြန်ရင်တော့တော်တော်မပိုင်ရှက်စရာကြီးလို့အဲ့ဒါအဲ့ဒါနဲ့ဆဆချင်းမှာအဲ့လိုအဲ့တိုင်းပဲကြည့်နေတာပေါ့အမှန်တော့ကိုရီငယ်တုန်းကပြိုင်ခဲ့ကျင်တာလေအခုဒီနှစ်ကမြန်မာစတာကြတော့ तू ကအဲ့လိုအသက်ကန့်သက်ချက်မရှိဘူးမရှိတဲ့အခါကျအဲ့အသက်ကန့်သက်မထားတာ तू လည်းငယ်သေးတယ်ကိုလည်းကြီးသွားပြီပေါ့လေနှစ်ယောက်တော့အဲ့လိုမျိုးဆိုတော့အဲ့စိတ်ခံစားချက်တွေကတက်ကြွလာပြီးတော့ခါတော့ ပြန်ဖြစ်သွားတာပြေးတဲ့လူဝဲယရနာ more and more မှာ ရှာဖွေပါပထမပိုင်းကတော့ဒီမာစတာကပြိုင်ဖို့တိတ်ပြီးတော့ရွယ်ချက်မရှိဘူးပေါ့ပထမပိုင်းမှာဆက်ဆံချင်းမြန်မာစတာဒီသူတို့ပြိုင်ပွဲဝင်ဖို့အတွက်လေ စာထွက်လာတာတွေ့တယ် online မှာလေသမီးလိုမြန်မာစာဒီနှစ်တက်လာပြီလို့မနှစ်က तू ကသွားပြိုင်သေးတယ်အာ level မနှစ်ကတော့ season 2မှာအဲအဲ့တုန်းကအဒီမေမေခလာနဲ့မချင်းငယ်နဲ့အဲဒါအဲတွေ့ကြုံရသွားဒီနှစ်ကျတော့အဲ့လိုစတွေ့တဲ့ခါကျတော့ကြော်ညာလေးတွေ့တော့ဟဲ့ပြိုင်ကျင်လိုက်တာလေဆိုတော့ပြောတယ်ပြောတော့ तू ကဒီနှစ်ကကျတော့အဲ့လိုပြည့်တက်ကအရန်တိနေ basket မှာလေ तू လက်ခံနေပြီ သူအရင်တော်လာပြီ basket မှာတော်လာပြီခါကျတော့သူ့အဖေကိုပြောတယ်သူ့အဖေပြောတမိပြိုင်ကောင်းမလားမသိဘူးသူ့ဖေကသူ့ဖေကပြောတယ်ဟဲ့တဲ့ဘာလို့ပြိုင်မှာလဲတဲ့မပိုင်ရှက်စရာကြီးတယ်အဲ့လိုအဲ့လိုအမေကိုလည်းသူပြောတယ်တမိသွားပြိုင်ကောင်းမယ်ဆိုတော့ဟဲ့လိုမပြိုင်မှာတမိရဲ့လိုတမိရဲ့လိုတမိလူတိုင်းသိနေပြီလို့တမိ basket ကလည်းတော်တော်လက်ခံနေပြီနာမည်ရနေပြီ online မှာလည်းအရင်ပေါက်နေပြီလို့တမိဟိုဟာဖြစ်တယ်လို့သွားပြိုင်ရင်တော့ကြောက်ရမပိုင်ရှက်စရာကြီးလို့အဲ့ဒါ အဲ့ဒါနဲ့စစချင်းမှာအဲ့လိုအဲ့တည်းမကြည့်နေတာပေါ့မြမဆရာအဲ့လိုပြန်ဝဲဒီ audition ပြီးကန်ဒီတပတ်နှစ်ပတ်လောက်မှာအဲ့ကျွန်မသူကသူသူမပြိုင်နဲ့လို့ပဲပြောထားပြီးကိုယ်စိတ်ထဲမှာပြန်ဝဲကြီးကြီးကြီးရတယ်စိတ်တက်တွေတက်ကြွလာပြီးတော့စိတ်အားတွေတက်ကြွလာပြန်ခိုင်းမယ်ဟာဒီနှစ်ကိုလည်းတော့ပြန်လိုက်မယ်ဟာဆိုရှောက်လာတကယ်တင်ထွက်လိုက်တာအဲ့အဲ့လိုမျိုးအိမ်ရောက်တော့မှသူပြန်ပြောတာပြောတယ်သမီးလို့အားလို့ရှောက်လာတင်လိုက်ဟာဟုတ်လားပြောလိုက်တာရဲဒါအဲ့လိုပြောသွားအမှန်တော့ကိုရီငယ်တုန်းကပြန်ခဲ့ကျင်တာလေအခုဒီနှစ်ကမြန်မာစားကြတော့ तू อ่ะไอ้อัตตกั้นตัดเฉยไม่ใช่ไม่ใช่ในคาจ้ะไอ้อัตตกั้นตัดมาท่าอ่ะ तू แลเหงเสียดิกูแลจี้วาอยู่ว่ะเลเนี่ยเนาะไอ้โหลမျိုးဆိုไอ้ไส้ขันษาเจ็ดดิอ่ะตက်จั่วပြီးတော့ခါတော့เปลี่ยนผิดตัวอ่ะだใบแม้ไอ้เปลี่ยนเนี่ยเฉยตรงอ่ะตู้ preparation เตชาลุบไปแล้วบ่อเมียอ่ะကိုကကြောက်ကိုကို preparation မလုပ်တိတ်မလုပ်လိုက်ရအောင်ပေါ့နော်ကိုကိုမပြင်ဆင်လိုက်ရအောင်အဆိုလဲဝါဒနာပါတံပွဲတွေပါရှင်ပေါ်တွေမှာဟိုတက်ဆိုကျင်တော့တံပွဲတွေပါရှင်စိတ်ဝင်စား အဲကြောင့်ဟိုကြိုင်စိတ်ပေါက်လာဒီနေ့ကျတော့အဲမနေ့ကအဲဟိုတိတ်ပြီးတော့ training တွေပါရမလို့တော့ဒီနေ့ကျတော့ပို့ပြီးတော့ဟိုအစိုးရပါရအားတအောင် training တွေပါရလိုက်တာဟိုဟုတ်ကဲ့ training တွေပါရလုပ်လိုက်တာအဲအားနဲ့ဟိုအရှင်းတွေပါရနည်းနည်းအားတာချက်တွေဟိုတည်လာပြီးတော့ပို့ပြီးတော့ဟိုတချင်းမူတွေပါရပါသွားဒီနေ့ပြန်ခဲ့တဲ့ချင်း ြောင်းနေပြပြီနိကပြန်တဲ့သချင်းကတော့ The winner ever ဆိုရတယ် The winner takes it all နဲ့ The winner takes it all The loser standing small ဆရာကျွင်းတယ်ဆိုရတယ်အဲလူစီရနောက်ဖြစ်ပါတယ်အဲတော့ဒိုင်းရဲ့ comment တော့သဘောကျပါတယ်ဟိုအဲဆိုရတယ် စလာဘူဂယ်စလာတွေပါရင်ဟိုဘာဘိုင်ဘရီတိုတွေပါရင်တော့လည်းလည်းဆက်ပြင်လိုက်တာအမှန်တော့အဲ့တခြင်းနဲ့လည်းအရန်ပြိုင်ချင်တာမဟုတ်ဘူးပေါ့အခုဒီတစ်ခေါက်ပြိုင်တာရှန်နီယာထွင်ရဲ့အာ stay the one ပေါ့လေ you stay the one i run to the one that i belong to အီဆောင်ကအပြင်မှာတိတ်မဆိုးဖြစ်ဘူးပေါ့နော်မြန်မာတခြင်းတွေပဲဆိုးဖြစ်တာများတယ်အီဆောင်အနှဲငယ်ပဲဆိုးတာပေါ့လေအပြင်မှာတော့ ။ तू ကဦးစားပေးအဓိကပဲ။အဲဆင်ပေါ်မှာလည်းပြောတယ်ကျမရဲ့အသက်ကဟိုပြီ53နှစ်ဆိုတော့ဟိုတမီးလေးကအဓိကပါပဲ။တမီးတမီးအတွက်လာပြီးတော့ပြိုင်ပေးတာပါ။တမီးကိုစိတ်အားတက်အောင်ဒါ supporting အနေနဲ့လာပြိုင်တာပါဆိုကျမပြောပြီးတော့မှဆိုတာ။ပြိုင်ဝန်းဝင်ရမလွယ်ဘူး။တကယ်ကြတော့လေဘလို့ကြည့်ရလောလွယ်တာပေါ့။ကြည့်ရလူကဒီလိုလေးပဲဟို comment လေးတွေရေးပြီးတော့တကယ်ကြကိုကိုရင်တော့ပြန်ကြည့်လုံးဝမလွယ်ဘူး။ဒါကြောင့်မလဲတချို့လည်းတိတ်မပြိုင်ကြတာဖြစ်မှာပါ။အချက်ကွဲမှာဆိုလို့လေ။အဲရှက်စရာကြီးမရရင်ရှက်စရာကြီးဆိုတော့အမှန်ကတော့ပြိုင်ဖို့ challenge ပဲ။ ကိုတတိရှိကိုတေချာအကျုံမန်တဲ့နဲ့ကြိုးစားပြီးတော့ပြန်အဲအဲ့လိုပေါ့ဘယ်ကိုပါကိုအပြင်မှာဘယ် level ပဲဖြစ်ဖြစ်ပေါ့ပြန်ဝဲတစ်ခုပြန်ဖို့ဆိုတာတတိယအများကြီးလိုအပ်တယ်လေနော်အဲ့ဒါပဲဟုတ်ခု audition အောင်ရဆိုရင်နောက်တစ်ဆင့်ရောင်းရင်လည်း vocal training ထပ်ပြီးထပ်ပြီးလုပ်ပြီးတော့အဆင့်ဆင့်နေ final ထိရအောင်ကြိုးစားမယ်သူကကြိုးစားမှာပေါ့သူကကြာအရန်ငယ်တာကိုနောက်တစ်ခုကကြာသူ့မှာအာသာချက်ကကြာ music ပေါ်မှာသူကဟိုအရန်ကိုသူက နားလဲတယ်သူကသူသူကပါရမီပါနေ music ကညာလေ့ကျင့်ပြီးနားလဲနေတာမဟုတ်ဘူးသူကပါရမီပါနေတာငငယ်လေးတွေကအခုဒီလိုမျိုးသူကတချင်းနေဆိုတာသူပါရမီနဲ့ဆိုတာသူတချင်းအင်္ဂလိပ်တချင်းဆိုအပုတ်တရာကျော်ဆိုနိုင်တယ်ငငယ်က6နှစ်9နှစ်လောက်ကပေါ့သူ covid စပြီးဖြစ်တော့6နှစ်ကျော်ပဲရှိသေးတာလေ covid က2018 2019ပေါ့အဲ့ဒါ6နှစ်ကျော်လေးအဲ့ဒီအချိန်မှာသူကအိမ်မှာ computer တွေဖုန်းတွေနဲ့အဲ့ညာနဲ့ပဲသူကကြီးပြင်းလာခဲ့ကြတယ်အိမ်မှာတချင်းလုံး youtube ကြည့်တယ် computer ကြည့်တယ်ဆိုတော့ အဲတချင်တော့ YouTube ပဲကြည့်နေအပြင်လည်းမထွက်ရဘူးလေအပြင်မထွက်ရတဲ့ခါကျတော့သူကြည့်လိုက်တချင်နားထောင်ဆိုးနေတာပဲအဲပြီးလို့ရှိရင် TikTok နဲ့ကနေတာပဲဆိုတော့အဲ့ကနေပဲတချင်တွေကိုသူကရင်းနှီးလာတယ်ရင်းနှီးလာတဲ့ခါကျတော့အဲ့တချင်အီးဆောင်တွေကိုသူကပို့ပြီးရင်းနှီးလာတယ်မြန်မာတဲ့ချင်းတွေတိတ်နာမထအောင်အဖေနဲ့မိနေရတယ်အဓိပညာသမားကြီးဆိုတော့ဟုတ်တယ်အမေသူ့အဖေကတော့အိမ်မှာစိုးနေမြန်မာတဲ့ချင်းတွေစိုးနေတာသူကအိုအိုဒီစီဆိုတာများတယ်မြန်မာတဲ့ချင်းတွေကိုအဲ့ဒါကြီးကျတော့သူ့အဖေဆိုတာကြီးကြားတာတကယ်ကြအီးဆောင်နေကြတော့အဲ့လို YouTube ဟာတွေသူကနားထောင်ပြီးတော့ ောက်ထောင်ပြီးတော့မှ YouTube သချင်းတွေ तू ကအခုဆိုသူဆိုတဲ့သချင်းတွေ update သချင်းတွေလည်းများတယ်အခုဥမာထွက်တယ်ဟာလေနောက် update တွေ तू သိတယ်အဲတော်တော်ကျွန်မတို့ကြတော့သချင်းဟောင်းနေသိတာများတယ် तू က ukulele တွေက10နှစ်လောက်မှ9နှစ်10နှစ်လောက်မှတီးတာဒါပေမဲ့ तू ကငငယ်တည်းက तू ကမတီးဘူးလက်နာလို့တဲ့အဲ့အချိန်တော့မှ9နှစ်10နှစ်တော့တော်တော်လက်နာတယ်အဲ့အခုတော့မှ12နှစ်13နှစ်ဂီတာကန်တာတအားလက်နာတယ် သူမတီးနိုင်ဘူးလင်းကားပုတ်လောက်တီးပြီးတာနဲ့မမလက်နာပြီးမတီးနိုင်တော့ဘူးသူ့ကိုတီးခိုင်းအဲဘတ်စကင်တီးလဲအဲ့တိုင်းပဲသူတို့တနာဖို့ကောင်းတယ်လက်နာတယ်ပြီးလို့ရှိရင်ဂီတာဂျိုးကြီးဂီတာအလေးယူလွဲအကြီးပေါင်းတက်တယ်သူနေ့တိုင်းအဲ့ဒါကြောင့်ဟောကြောကုန်းနေအောင်လဲသူကနေ့တိုင်းအဲ့ဒါကြီးဖြစ်တာတော်တော်ခံစားရတယ်ငငယ်လေးအခုမှဒါအရွယ်ရောက်လာအရွယ်ကြီးရှည်လာမနေ့ကဆိုရင်တသေးလေးအလေးလေးပဲရှိသေးတယ်အဲ့ဒါကိုဂီတာအကြီးလွယ်ပြီးနေ့တိုင်းတီးတာသူကမနေ့ struggle လုပ်ရတယ်ဒီမှာတီးရခက်ရတာအဲ့လိုမျိုးကြီးလာရင်အဆူရောဖြစ်ရှင်နေအဲ ယ်တန်းဆက်နေတာဆယ်တန်းဆက်နေတာဆက်နေတာညီဆိုရယ်အကုန်လုံးဘာလာဆုံးထွက်ချင်းနေစုရအများကြီးရထားတယ်သူကကျောင်းမှာလည်းသူကအဲဂုံလူတွေထွက်ပါတယ်ဆာမွေးခွဲတွေမှာအခုဒီဆာမွေးခွဲလည်းသူဖြည့်နိုင်တယ်တဲ့အဲကျူရှင်တွေဝင်လည်းသူမတက်ဘူးအဲကြိုလည်းစာမကျက်ဘူးဆောင်းဝန်းဒီမှာအဲ့ဒါလေးအကျက်ပြီးသူကအေးရတယ်အဲ့ဒါသူညာတော့တော်တော်ကောင်းပါလေ။စာလဲကျူရှင်မထားဘူးကျူရှင်ထားရင်လည်းသူတို့ကြောင်းပြင်းမှာဆိုလို့လေ။အဲညနေပိုင်းဆိုကျူရှင်စာအားကစားပဲပို့ပေးတယ်။ အကစားအကစားတင်တယ်အကစားဆိုဂျွန်ဘာလေအဲဂျွန်ဘာ၅နှစ်ခွဲတယ်၅နှစ်ကျော်တည်းကအဲဂျွန်ဘာဆက်တက်ဆက်တက်တာဂျာမတော့ဒီကိုဗစ်ကနားထားတာပေါ့အခုဆိုဂျွန်ဘာပြန်ဆက်တက်တာပေါ့အားရချင်းတော်တော် တက်ပေါ့အဲခုသမီးလေးကမြန်မာစတန်မှာအော်ဒီရှင်အောင်ထားပါတယ်အခုလည်း level 2ကိုဆက်ပြီးတော့သူပြိုင်မှာပါပြိုင်မဲ့အခါကျတော့တချင်းနေလဲရွေးဖို့သူ့ကိုဖုန်းဆက်ပြီးခေါ်ထားတယ်ပေါ့လေအဲသူလည်းအခုလေ့ကျင့်နေပါတယ်လေ့ကျင့်နေပါတယ် သူအသက်ကလည်းငယ်သေးတော့လေသူစူးစမ်းပြီးတော့ပြိုင်มาပါစူးစမ်းပြီးတော့ခါရဲအာဂျိုမန်တက်နဲ့နေချင်းပြင်ဆင်ပြီးတော့သူပြိုင်มาပါအဲ့ခါကျတော့သူအစွမ်းစားရှိသလောက်ပေါ့နော်အပြိုင်มาဖြစ်တဲ့တွေ့ပြိသက်ကြီးကလည်းအားပေးပါအောင်လို့ကိုကြီးကိုအားပေးကြပါအောင်နောက်လည်းပဲကြရင်လည်းအကောင်းဆုံးရှင်မြန်ပြပါမယ်မြန်မာစတာပစာ